ကိုနားဆင်နေကြတဲ့တောတာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုတ်ကင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတောတာရှင်တွေအတွေ့စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေတင်ဆက်ပေးထားတဲ့တူတာပရိသတ်စိုက်ပျိုးနည်းပညာအစီအစဉ်ကို အပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့စီစဉ်မှာတော့စိုက်ပျိုးဦးစီးဌာနကပေးပို့လာတဲ့မျိုးစစ်ချကရိယာအသုံးပြု၍စပားစိုက်ပျိုးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ မျိုးစေးချကရိယာနဲ့စပါတရိုက်မျိုးစေးချစိုက်ပျိုးခြင်းနဲ့မျိုးစေးချကရိယာအသုံးပြုခြင်းရဲ့အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဒါရှင်ရှင်လေယာဉ်စိုက်ပျိုးရေးကန္တာဟာကျမတို့မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြောပေမန့်ထောက်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းအများစုဟာစိုက်ပျိုးရေးထုတ်ကုန်တွေကိုအခြေခံတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက်ဒိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာဖို့လိုအပ်ပါတယ်။စပားစိုက်ပျိုးထုတ်လုပ်ရမှာလင်းရလုံသားရှားပါမှုနဲ့စိုက်ပျိုးစည်းရိမ်ကြီးမြင့်တဲ့အခက်အခဲတွေကိုရင်ဆိုင်နေကြရပါတယ်။ အိမ်လိုခက်ခဲတွေကိုကြုံလာဖို့အတွက်ကောင်းချားစီရိတ်တက်တာပြီးရောအချိန်တို့အတွင်းစိုက်ပျိုးပြီးစီးနိုင်တဲ့မျိုးစစ်ချာကရိယာကို အသုံးပြု စိုက်ပျိုးနိုင်ပါသည်တောင်သူလက်သမားဦးကြီးတွေရဲ့ဒေတာရင်းမြင်းနဲ့ကိုက်ညီတဲ့စိုက်ပျိုးရေးနည်းစနစ်များစွာတွေက မျိုးစစ်ချာကရိယာကိုတုံပြီးစပန်းစိုက်ပျိုးထုတ်လုပ်နည်းဟာဒီကနေ့ခေတ်ကာလမှာအသုံးပြုတဲ့နည်းလမ်းတစ်ခု ဖြစ်လာပါတယ်ဟုတ်ပါတယ်မျိုးစစ်ချာကရိယာနဲ့စပန်းတိုက်ရိုက်မျိုးစစ်ချာစိုက်ပျိုးခြင်းဆိုတာကတော့ စပောက်ကိုမြို့ညောင်းဖောက်ပြီးတော့ကျိုတင်ချိန်ညှိထားတဲ့ပင်ကြားတန်းကြားအကွာဝေးအတိုင်းမျိုးစစ်ချကရိယာကိုအသုံးပြုကဓာတ်ရိုက်မျိုးစစ်ချစိုက်ပျိုးခြင်းပဲဖြစ်ပါတယ်။မျိုးစစ်ချကရိယာကိုအသုံးပြုစိုက်ပျိုးမယ်ဆိုရင်တော့ကျဲပဲစိုက်ပျိုးတဲ့ဤထက်မျိုးစစ်နှုံထားပိုသက်တာမှာဖြစ်ပါတယ်။ပြုံးလို့ဆရာမလို့တဲ့အတွက်ပြိုးပင်ထိခိုက်ဆရာမရှိဘဲနဲ့အမြင့်ကြီးထွားဖွံ့ဖြိုးမှုကိုစိုးစည်းစော်ရနိုင်မှာပဲဖြစ်ပါတယ်။ခြေကြီးနှမြုပ်တာရေငတ်တာကိုတခြားစိုက်ပျိုးနည်းများထက်ခံနိုင်ဖို့ရှိပါတယ်။ အသုံးပြုတဲ့မြေဩဇာရဲ့အကျိုးသက်ရောက်နိုင်စွမ်းကိုပုံမကြမြင့်စေပါရယ်။ရေကိုပုံမအကျိုးရှိစွာအသုံးပြုနိုင်ပါရယ်။စက်ပြိုးမှုကုန်ကျစေလေပုံမသက်တာပါရယ်။ပြိုးတော်စက်ပြိုးကြီးနီးစနစ်နဲ့နှမ်းရှင်ပဲဆိုရင်တော့အထွန်းလုံးတိတိတတ်တာခွဲပြားခြားနားမှုလည်းမရှိပါဘူး။ဒါကြောင့်မို့လက်တွေ့အဖြစ်ရတော့အတတင်းအကျိုးအမြတ်ပုံမရရှိနိုင်တဲ့စက်ပြိုးကြီးနီးစနစ်တစ်ခုဖြစ်ပါရယ်ခင်ဗျာ။မှန်ပါတယ်ရှင်။မျိုးစေ့ချကရိယာနဲ့စပားစက်ပြိုးထုတ်လို့ရမှာ အရင်ဆုံးစဘာမျိုးရွေးချယ်ခြင်းနဲ့မြေပြုပြင်ခြင်းကို အထူးဂရုစိုက်ဆောင်ရရပါမယ်။စဘာမျိုးရွေးချယ်ရမှာတော့ဒေသရှိမြေရာသီဥတုနဲ့ကိုက်ညီတဲ့အရေးအသွေးကောင်းအထွက်ကောင်းစဘာမျိုးတွေကိုရွေးချယ်တင်ပါတယ်။မျိုးစည်းခြားကိရိယာကိုအလွန်စိတ်ကတ်တဲ့မြေနဲ့မညီညာတဲ့တမန်းပြင်ပေါ်မှာအသုံးပြုလို့မရနိုင်ပါဘူး။ဒါကြောင့်မို့စိုက်ပျိုးမဲ့မြေကိုပုံမှန်အတိုင်းထည့်ရင်းနဲ့ထွန်ရင်းညံ့ညံ့ထွန်ရရပါမယ်။ တင်တော်တဲ့မြေအစူတန်းရှိတဲ့အခါမှာမြေကန်မြေဩစာထည့်သွင်းပြီးတမန်းပြင်းညညာအောင်ကြံတုံးရိုက်ပြီးတော့ညညရပါမယ်။စိုက်ခင်းတမန်းပြင်းညညာပြီးတော့ရေပြောင်စင်အောင် ထုတ်ပြီးမှသာမျိုးစစ်ခြာကရိယာကိုအသုံးပြုစိုက်ပြူးရမှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အသုံးပြုတဲ့မျိုးစစ်နှုံးထားတွေကတော့တေကမျိုးသက်မျိုးစပါးရှိပြရနေပြီးတော့တည်င်းအထိအသုံးပြုနိုင်ပါတယ်။စပါးမျိုးစစ်တွေကို12နာရီခန့်ရေစင်ရပါမယ်။ ရေစိမ်းတဲ့အခါမှာရေပေါ်မှာပုံနေတဲ့မျိုးစေ့တွေကိုဖယ်ရှားရပါမယ်။အဲဒီနောက်မှာတော့မျိုးစေ့တွေကိုမျိုးညောင်ဖောက်ဖို့မျိုးအုပ်ပြီးတော့မျိုးစေ့များစာပဇက်ပြူအနေထားရောက်တဲ့အခါမှာအသုံးပြုနိုင်ပါပြီ။မျိုးညောင်ဖောက်တဲ့အခါမှာတော့အညောင်မရှိဖို့နဲ့သုတ်ထိုင်းမှုမများစေဖို့အလေးထားဂရုစိုက်ရမှာဖြစ်ပါတယ်။မျိုးစေ့ချကရိယာမှာပါတဲ့ပုံနေတဲ့ကိုမျိုးစေ့မထည့်ခင်မှာတော့မျိုးစေ့တွေကို10မိနစ်15မိနစ်ခန့်လေတလက်ခံကအနည်းငယ်6တွေ့အောင်လို့ပြုလုပ်သင့်ပါတယ်။ ။ဓမ္မသာပုံနေတဲ့ကနေပြီးတော့မျိုးစစ်ကြဆင်းမှုကောင်းမှုပြီးတော့အလုပ်ပုံမှုတွင်းကျစေမှာဖြစ်ပါတယ်။ပုံနဲ့ဟိုမျိုးစစ်ထည့်တဲ့အချိန်မှာတော့ပုံရဲ့၄ပုံ၃ပုံထက်ပုံပြီးမထည့်မိအောင်တတိထားရမှာဖြစ်ပါတယ်။မျိုးစစ်ချပြီးတော့၅ရက်အတွင်းကျွတ်ငှက်တွေမဖြစ်စည်းနိုင်အောင်လို့ကြိုတင်စီမံဆောင်ရွက်ထားရမှာဖြစ်ပါတယ်။မျိုးစစ်ချကရိယာနဲ့ဓာရက်မျိုးစစ်ချဆက်ပြိုးမယ်ဆိုရင်တော့လူသမားတူဦးဟာမျိုးစစ်ချကရိယာတစ်ခုနဲ့တေကောက်ကိုတနားရီအတွင်းမှာပြီးနိုင်ပါတယ်။ဒါကြောင့်မို့ဆက်ပြိုးတဲ့အချိန်နဲ့လူသမားအရေးအတွက်တသက်တာကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဟုတ်ပါရဲ့ရှင်မျိုးစစ်ချကရိယာနဲ့စပားဆိုင်ပြိုးထုတ်လို့ရမှာမျိုးစာကျွေးမွေးခြင်းအနေနဲ့တေရကအတွင်မိခင်အဖြစ်တဘာဝမျိုးစာနွားချေအဆွေလဲငါးစီကံနဲ့15ပတ်လေကွန်ပေါင်းမျိုးစာ90ကီလိုဂရမ်တအိတ်ကိုအသုံးပြုနိုင်ပါတယ်အပင်ပွားစီချိန်မှာပလဲဓာတ်မျိုးစာတေရကအိတ်ဝက်နှုံးမှုကန့်ချိန်မှာတော့ပိုတက်မျိုးစာတေရကအတွက်အိတ်၄ပုံတစ်ပုံနှုံးထည့်ပေးနိုင်ပါတယ်မျိုးစီလွားကို မြေစည်းလွှာဓာတ်ခွဲခန်းတွေမှာစစ်ဆေးနိုင်နေဆိုရင်တော့ဓာတ်ခွဲခန်းတွေကထောက်ခံချက်ပေးတဲ့နှုံထားတွေအတိုင်းထည့်သွင်းနိုင်ပါတယ်။ဟုတ်ပါတယ်။မျိုးစစ်ချကရိယာနဲ့မျိုးစစ်ချမယ်ဆိုရင်တော့စိုက်ခင်းကိုရေကုန်စင်အောင်ထုတ်ထားရမှာဖြစ်ပါတယ်။မျိုးစစ်ချပြီးတဲ့အခါမှာအမြစ်တွေကောင်းမွန်စွာဆွေးနွေးသွားစေဖို့အတွက်နှစ်ရက်သုံးရက်ခန့်ရေမသွင်းပေးနေထားရမှာဖြစ်ပါတယ်။ချပြီးကစားမျိုးစစ်တွေဟာမိုးရေနဲ့အတူမြေပတ်သွားနိုင်တာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။အမြစ်တွေကောင်းမွန်စွာဆွေးနွေးတဲ့အချိန်ရောက်မှသာရေသွင်းပေးရပါမယ်။ ရည်သူနဲ့အခါမှာလည်းအပင်ကိုလုံးဝမြုပ်တော့အောင်မသွင်းရပါဘူး။ကိုယ့်ရဲ့ဒေသရဲ့ရရရှိမှုပုံမူတည်ကရည်သူရည်ထုတ်ကိုလိုအပ်သလိုဆောင်ရွက်ပေးနိုင်ပါတယ်။မှုကဲ့ချိန်နဲ့ရင်းမဲ့ချိန်ကြားမှာတော့ရည်လုံတော့စွာရရှိဖို့လိုအပ်ပါတယ်။ဗန်းပွင့်ဆုံပြီးတော့ရက်20 25ရက်အတွင်းမှာရည်ထုတ်ပေးရပါမယ်။ဒါမှသာရည်သူနဲ့အခါမှာလူနဲ့ဆက်တွေဝင်ထွက်ဖို့လွယ်ကူစင်ပြေစေမှာဖြစ်ပါတယ်ခင်ဗျာ။မှန်ပါတယ်ရှင်။မျိုးစေ့ချကရိယာနဲ့စိုက်ပျိုးနည်းစနစ်ဟာပေါင်းမြက်ပေါင်းရမှုများပြီးအထွတ်နှုန်းကို ထိခိုက်စေနိုင်လို့ ေါင်းမြဲကင်းစင်အောင်အလေးထားဆောင်ရရပါမယ်။မျိုးစေ့ချပြီး45ရက်သားမရောက်ခင်အချိန်မှာတော့စိုက်ခင်းအတွင်းပေါင်းမြဲကင်းရှင်းအောင်ဆောင်ရရပါမယ်။အလုတ်သမားတွေနဲ့ပေါင်းမြဲတွေကိုနှုတ်ပြနိုင်တယ်လို့တမန်နှုတ်ကရိယာသုံးပြီးတော့လေပေါင်းမြဲတွေကိုနှိမ်နှင်းနိုင်ပါတယ်။ ပေါင်သက်ဆီကိုတော့လိုအပ်မှပဲအသုံးပြုစေချင်ပါတယ်။ပေါင်သက်ဆီသုံးဖို့မဖြစ်မနေလိုအပ်လာရင်လေကြားရောက်တဲ့ပေါင်မင်အမျိုးအစားပေါ်မူတည်ပြီးတော့မှတ်ပုံတင်ထားတဲ့ပေါင်သက်ဆီကိုတက်မှတ်ဆီညွန့်အတိုင်းတိတိကျကျထည့်သွင်းအသုံးပြုရပါမယ်။ဟုတ်ပါတယ်။ဘူမောယောဂကာကွယ်နေနေနီးမှာဆိုရင်တော့စိုက်ခင်းအတွင်းမှာဘူမောကြားရောက်မှုရှိမရှိအမင်းမပြည့်ကွင်းစင်းကင်းထောက်မှတ်တမ်းယူနေရမှာဖြစ်ပါတယ်။ပုသက်ဆီကိုမလိုအပ်ဖ ೇನೆ မတုံးရပါဘူး။ ဒါရိုက်မျိုးစေ့ချစိုက်ခင်းနေမှာဆိုရင်တော့ကြွက်ဖြစ်စည်းနိုင်ကြီးမြင်မာလာပါတယ်။ကြွက်ကြောင့်မို့လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေဖို့အတွက်စိုက်ခင်းပေးပက်လေကခြုံတွေတွေကိုရှင်းလင်းတာကြွက်ထောင်ကြောက်တွေအသုံးပြုပြီးတော့ကြိုတင်ကာကွယ်တာစားရဲနီလန်းတွေကိုအသုံးပြုဆောင်ရွက်တင်ပါတယ်ခင်ဗျာ။ဟုတ်ပါရဲ့ရှင်။စပယ်နံပါရှိတဲ့စပန်းစီတွေအစိုးရ20အားနေ25ရာခိုင်နှုန်းရှိတဲ့အချိန်မှာတော့ရိတ်သိမ်းတင်ကြသူတည်တနာပြုထားသူတွေကထောက်ခံထားပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့စပယ်နယ်မှာရှိတဲ့စပားစီတွေ80ရာနေ85ရာခိုင်နှုန်းဟာကောက်ရိုးရောင်ပြောင်းသွားချိန်မှာရိတ်သိမ်းရမှာ ဖြစ်ပါတယ်။မောင်းညိုချိန်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့အနံတွေရင်းမဲ့တဲ့အချိန်မှာရိတ်ရမယ်လို့ပြောမယ်ဆိုရင်တောင်သူဦးကြီးတွေတည်ကြလိမ့်မယ်လို့ထင်ပါတယ်။စပားအရေးသေးကောင်းမွန်စေဖို့အတွက်ရိတ်သိမ်းပြီး24နာရီအတွင်းမှာချွေလှိဖို့လိုအပ်ပါတယ်။ချွေလှိပြီးတဲ့စပားတွေကိုနေလှမ်းပြီးတရက်ကိုအနည်းဆုံး 3ချိန်အထက်အောင်ဝှေ့ပေးရပါမယ်။မျိုးစဘာအတွက်ကတော့စဘာအစိုဒတ်73ရာခိုင်နှုန်းနဲ့စံစဘာအတွက်ကတော့14ရာခိုင်နှုန်းထိရောက်အောင်နေလန်းပေးရပါမယ်။ဟုတ်ပါရဲ့။မျိုးစချကရိယာကိုအသုံးပြုပြီးတော့စဘာဆက်တွေထုတ်လုပ်ခြင်းကတော့တောင်သူလေသမားဦးကြီးတွေကြုံတွေ့နေရတဲ့လူသမားရှားပါမှုပြဿနာကိုဖြေရှင်းပေးနိုင်ုံသာမကအချိန်နဲ့ငွေကုန်ကျမှုကိုလည်းတက်တာစေပါရဲ့။ဆက်ပြုတ်ထုတ်လုပ်ရမှာစနစ်တကျစီမံခန့်ခွဲနိုင်မယ်ဆိုရင်တော့စဘာထွက်နှုန်းဟာလည်း ်ပြူထောင်ဆက်ပြိုးခြင်းနဲ့မကွာတဲ့အတွက်ကုန်ကြမ်းဈေးတက်တာတဲ့အပြင်အသက်တင်အကျိုးမြတ်ပုံမရရှိနိုင်တဲ့ဆက်ပြိုးနည်းတစ်ခုဖြစ်တာကြောင့်ထောင်သူလူသမားဦးကြီးများလက်တွေ့အသုံးပြုနိုင်စေဖို့အတွက်ဒီကနေ့သုတပရိသဆက်ပြိုးနည်းပညာစစ်ဆင်နေပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။နားဆင်ရပေးကြတဲ့သတို့ရှင်များအားလုံးစိတ်အီးချမ်းသာခြင်းကိုယ်ဝီကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ။